တော့နာမည်ကတော့ရန်နိုင်ဝင်းပါအဲဒီမှာအလုပ်သွားလုပ်ဘူးလေအဲဒီမှာကားတောက်ကုန်မှာလုပ်ပြီးတော့တက်မြောက်အောင်သင်ခဲ့တာပေါ့နော်သာသုံးသူအနေနဲ့ပေါင်ကြရင်ပေါင်ရွေးချယ်ခွင့်ရှိတယ်။ရေမုံကြရင်ရေမုံရွေးရွေးချယ်ခွင့်ရှိတယ်။8000ပါ။လဲကြောင်းအသေးမြက်အဲ့ဒါတွေကတော့1500ပါ။ခြေထောက်ကတော့3000 2000ရောင်း စားသုံးမှုဆိုတာကနံပါတ်1အရသာရှိရမယ်နံပါတ်2ဈေးနှုန်းချိုသားရမယ်နံပါတ်3သူတို့တိုင်းတဲ့ဟာကိုရွေးချယ်ပိုင်ခွင့်ရှိရမယ်ဆိုင်သားမြောင်းဆိုတာကကျွန်တော်တို့ကလမ်းမေးလေးမှာဆိုင်ဖွင့်တာဗာမိသားစုလုပ်ငန်းလေးပြီးတော့နေရာလည်းကျင်းတယ်လေအဲ့ဒီအတွက်ကြောင့်ပါတနေ့ကြီးဝါချမ်းသာနေတော့ဆိုင်ကြီးကနာကြီးနဲ့ဖွင့်နိုင်တော့ထိုင်စားလေးပါရောက်မှာပေါ့ တော်နာမည်ကတော့ရန်နိုင်ဝင်းပါအဲမှာလှုပ်သွားလှုပ်ဘူးတယ်အဲမှာစားတော့ကုန်မှာလှုပ်ပြီးတော့ဒီဟာလေးကိုတက်မြောက်တင်ပြီးတော့ကိုမွေးရဲ့မြင်မှာပြန်ပြီးလောက်ကင်စားတော့နိုင်အောင်လို့တက်မြောက်တင်ခဲ့တာပါเนาะဒီလိုညာသေးတန်းစားတော့ဆိုင်သောဆုံးသူတွေကတက်ကင်ကိုလည်းပူအားထားတယ်။နောက် လုပ်ငန်းလည်းနည်းနည်းအလုပ်သမားခက်ခဲရှိလို့လုပ်ငန်းလည်းတိတ်မနိုင်လို့အဲငါးခင်တော့ခဏဖြုတ်ချလိုက်တယ်ပေါ့နော်ပြန်ရောက်မှုအစီအစဉ်တော့ရှိပါတယ်ပုံမှန်လုပ်တဲ့အတိုင်းပဲလုပ်နေတာပေါ့နော်ပုံမှန်လုပ်ခဲ့တဲ့အတိုင်းပဲကြက်ကိုလေးစိတ်စိတ်တယ်တပိတ်က50 60ဝန်းကျင်ကောင်းတယ်လေးပိုင်းပိုင်းတယ်ပိုင်းပြီးတော့အရသာရီနယ်ဖက်ပြီးတော့နှစ်နာရီအနည်းဆုံးဝန်းကျင်လောက်အရသာကိုနှက်ထားတယ်နှက်ထားပြီးတော့မ တခါဒီမှာအိုးတွေမှာချိတ်ပြီးတော့တနာကြီးခွဲဝန်းကျင်လောက်ပြန်ပေါင်းရတယ်။ပေါင်းပြီးထွက်လာတဲ့ဥစ္စာကိုတခါဒီမီးဘုံမှာ ပြန်ပြီးတော့ညှိရတာပေါ့နော်။အဲ့ဒီလိုမျိုးလုပ်ရတာပေါ့။ကျက်ကောင်မှာကန်လိုက်တာနဲ့အရသာရှိတဲ့ခန္ဓာကိုယ်ပြေဖြိုးတဲ့ပုံစံရဲ့အဲ့ဒါအဲ့ဒါနံပါတ်1အရေးကြီးတယ်လက်ဆက်ကမယ် တက်ဖြစ်ပြီးတော့ဟိုအပြော်ကင်စားရင်တော့ရတာပေါ့နော်လုပ်ငန်းပိုင်းကြတော့နည်းနည်းတစ်ဆိုင်တည်းနဲ့ညီရမယ်ကြက်ရဲ့အသားပုံစံလေးတွေလည်းလှပအောင်လို့အဲ့ဒါလေးရွေးချယ်ရတာပေါ့တန်းတန်းရွေးချယ်လို့ရပါတယ်စားသုံးသူအနေနဲ့ပေါင်ကြရင် ပေါင်ရွေးချယ်ခွင့်ရှိတယ်ရေမုံကြရင်ရေမုံရွေးရွေးချယ်ခွင့်ရှိတယ်ခုနှစ်ထောင်မှာလက်ချောင်းကင်တယ်အတန်းမြစ်ကင်တယ်ခြေထောက်ကင်တယ်ဒင်းတော့အဖြစ်ကလေချောင်းအသေးမြက် အဲ့ဒါတွေကတော့တစ်ချောင်း900ပါခြေထောက်ကတော့3ချောင်း2000ရောင်းစားသုံးမှုတွေပေါ်လဲစေတနာထားရတာပေါ့နော် စားသုံးမှုဆိုတာကနံပါတ်1အရသာရှိရမယ်နံပါတ်2ဇင်းလုံးချိုသားရမယ်နံပါတ်3သူတို့လွတ်လပ်စွာရွေးချယ်ခွင့်ပေးရမယ်သူတို့ကြိုင်နေတဲ့ဟာကိုရွေးချယ်ပိုင်ခွင့်ရှိရမယ် ခုကလာတော့ကျက်စေးကကြီးနေတဲ့အတွက်ကြောင့်ကျွန်တော်ပုံမှန်ရောင်းတဲ့ဈေးနဲ့ဆိုတော့ကျွန်တော်ရဲ့အမျက်စိုးနေရတော့ညော့သွားတာပေါ့ဒါပေမဲ့ဈေးတင်မရောင်းပါဘူးပုံမှန်ပဲရောင်းတယ်တန်ရှင်းလေကောင်းနေပါပဲကိုကိုတိုင်လည်းအတန်ကြိုက်တယ်ကောင်းတာကြိုက်တဲ့အတွက်ကြောင့်သူတို့ကိုလည်းတေချာပြောပြရတာပေါ့နော် အဲ့ဒီလိုမျိုးလေးပဲလောက်ပါတယ်အချင်းလည်းကျွန်တော်ကိုယ်တိုင်ချော်တာပါခိုင်းနီးပါပဲခိုင်းနီးရုံမှကျွန်တော်ရဲ့ idea လေးနဲ့နည်းနည်းထပ်ပြီးတော့ပေါင်းထားလေးရှိတာပါနော်မြန်မာပြည်သားတွေနဲ့လည်းဗရင်းတွေ့အောင်ခိုင်းနီးကိုမြန်မာပြည်သားတွေမြန်မာတွေအတွက်နဲ့လည်းနှီးကြအောင်လို့ပြန်ပြီးတော့ပြုပြင်ထားတာလေးတွေတော့ရှိတာပါနော်ဒါပေမဲ့ဘေးအနေနဲ့ဖြစ်စေမဲ့အရာတော့ဘာတစ်ခုမှမပါကြအောင်အာမခံပါလေ ခိုင်စားမရဘူးဆိုတာကကျွန်တော်တို့ကလမ်းမေးလေးမှာတိုင်ဖွဲ့ရတာဗာမိသားစုလုပ်ငန်းလေးပြီးတော့နေရာလဲကျင်းတယ်လေအဲ့ဒီအတွက်ကြောင့်ပါဒီနေ့ကြီးဝါချမ်းသာနေတော့ဆိုင်ကြီးကနာကြီးနဲ့ဖွင့်နိုင်တော့ထိုင်စားလေးပါရောက်မှာပေါ့ဆိုင်ဖင်းတာကတော့နေ့လယ်၁၂နာရီလောက်ဆိုဖင်းတာပါအဲ့ဒီလိုပေါ့အခန်းသားကျင်းစင်တာနဲ့ပေါင်းတာနဲ့ပစ္စည်းတွေအားလုံးရတဲ့ချိန်ကနေ့လယ်၃နာရီလောက်ဆိုရင်တော့ရပါမယ် ိစ္ဆာကတော့ဒီတာကေတာရုပ်ရှင်နဲ့ငါးခွေကြာစင်ကမလမ်းမကြီးပါနော်ကောင်း50ပါပဲသူကတော့လက်ဝင်တယ်လေလောက်ရတာ50ဆိုအချိန်ယူလောက်ရတယ်ကစားမှာဆိုတာကတော့ဈေးတယ်တောင်ပဲကျေးဇူးရှင်ပါပဲအရန်ကျေးဇူးတင်ကြပါတယ်အားလုံးဘာဖြစ်လို့ဆိုတော့ကျွန်တော်ကကစားမှာနေရက်တည်နေရတာပါအဲမသာဘူးတဲ့လူတွေလည်းလာရောက်အားပေးကြပါလို့နော်